တဏ္ဍာကုံ၃ပါးကိုနေ့စဉ်ပုံမှန်ရွတ်ဆိုနေတယ်ဆိုရင်အဲ့ဒီပုံကိုယ်တွေမှာတွေ့ရမယ့်ထူးခြားချက်တွေကိုပြန်လည်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေတို့ကတဏ္ဍာကုံ၃ပါးကိုရွတ်ဆိုပွားများပူဇော်နေတယ်ဆိုရင် DW လေးကိုဆုံးအောင်ကြည့်သွားလိုက်ပါ။အဲ့ဒါကဘာတွေလဲဆိုတော့ဒုက္ခရောက်တော့မယ်ဆိုရင်မိမိရဲ့စိတ်ကအလိုလိုသိနေတတ်ခြင်း။စိတ်ရင်းမမှန်တဲ့လူတွေကိုယ်အနားမှာအမြဲမနေနိုင်ခြင်းသူ့အလိုလိုထွက်ခွာသွားကြရခြင်း။ ဒုက္ခရောက်เสียရှိရင်လည်းပဲအဲ့ဒီဒုက္ခတွေကနေဖယ်ထုတ်ပေးလိုက်ခြင်းကြီးကြီးမားမားဖြစ်မဲ့ပြဿနာတွေကိုသိငယ်သွားအောင်ပပျောက်သွားအောင်ဆောင်ရွက်နိုင်ခြင်းဘေးရန်တရေတွေဒုက္ခတွေကြုံတွေ့နေရင်တောင်စိုးစိုးဝါးဝါမကြုံတွေ့ရခြင်းစောင့်ရှောက်ကူညီခြင်းနဲ့လူတွေကိုယ့်ကိုကာကွယ်ပေးမဲ့ပုဂ္ဂိုလ်တွေပေါ်လာခြင်းအန္တရာယ်ဇိုးတွေမကြောက်ရခြင်းဒေဇိုးဒုက္ခဇိုးတွေမကြုံတွေ့ကြရခြင်း ဘေးအန္တရာယ်တွေကြုံတွေ့လာရင်တောင်အဲ့ဒီဘေးအန္တရာယ်တွေကနေလွတ်မြောက်ခြင်းလက်လာပါများရှင်လန်းပြီးတော့ငွေများတိတိတတာဝင်လာခြင်းမိမိကို ပေးခြင်းကမ်းခြင်းနဲ့လူတွေစောင့်ရှောက်ခြင်းနဲ့လူတွေကြွေးခြင်းမွေးခြင်းနဲ့လူတွေပေါ်များလာခြင်းယခုပြောသွားတဲ့အချက်တွေကတော့တရဏဂုံသုံးပါးကိုနေစဉ်ပွားများတဲ့ပုဂ္ဂိုလ်ရှင်မှတွေ့ရမယ့်ထူးခြားချက်တွေဖြစ်ပါတယ် ဒါကြောင့်မိမိတို့ရဲ့ဘဝလက်ကျန်အချိန်မှာမိမိတို့ဟာကံကောင်းနေသေးလို့ယနေ့အချိန်ဒီအသက်ရှင်သန်နေတာမိမိတို့ရဲ့နေ့စဉ်လက်ကျန်အချိန်တွေမှာကုသိုလ်ပညာဥစ္စာတခုခုကိုတော့မရရအောင်ယူဆောင်သွားပါဘဝရဲ့လက်ကျန်အချိန်တွေမှာ ကိုယ်စိတ်နှပချမ်းမှချမ်းသာစွာဖြင့်စီးပွားရေးလူမှုရေးတားရဲသမီးရေးတွေကိုလည်းပဲလွယ်ကူစွာဆောင်ရွက်နိုင်ကြပါစေ